ညကတော့ကျွန်တော်စာအုပ်ပထမ3ထွက်ထားပြီးသားဟုတ်ကဲ့ PC ရလပြပေါ့ကျွန်တော်စာအုပ်ရောင်းပြီးတိုင်းကျွန်တော်ကပြန်လှူတာပေါ့နော်ရတဲ့ငွေတွေကိုအဲ3ရောင်းတိုင်းငွေကလည်းဟိုသိန်း1000လောက်တော့ရှိပြီကျွန်တော်ကလေးအယောက်900ဆိုကျွန်တော်လှူပေးနိုင်တယ်ပေါ့နော်ဒီတစ်ခါကျတော့ဒါစီးပွားရေးအကြောင်းရေးတဲ့စာအုပ်ကျွန်တော်ဘွားဒီလိုဖြတ်တန်းခဲ့တဲ့အကြောင်းတွေပေါ့နော်ရောင်းမိမှမလို့တော့အရင်ကျွန်တော်လည်းအလုပ်တွေဆင်ပြေနေတော့အရင်လှူလိုက်မယ်လှူပြီးမှကျွန်တော်ကျွန်တော်အမျက်တွေကိုအရင်စိုက်ထားတဲ့သဘောပဲအဲ့တော့လူတွေစောစောရသွားတာပေါ့ဗျာဟိုဒီဂျမခဏမှာပဲလာပြီးတော့ အော်ဒီတရုံလုံးဆေးရုံတရုံလုံးစာအယောက်250စာကိုကျွန်တော်ဒီနေ့တယောက်တစ်သိန်းလုံးနဲ့အဲဒါပြင်သွားလူပေးမှာပါဗျာဟုတ်ကဲ့ကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်လောက်တည်းကဒီနိုင်တလောက်ဆိုတဲ့အဖွဲ့လေးကိုစတယ်အဲစတာတော့ကိုဝင်ဆောင်နေ only ပေါ့နော်ကျွန်တော်တို့ဒီ၄နှစ်အတွင်းမှာတော့ကလေးပေါင်းအယောက်2000နီးပါးကိုကျွန်တော်တို့ကွင်ကြီးပေးနိုင်ငံတွေမှာမွေးပွေးမွေးပေးနိုင်ငံတွေပေါ့နော်ဟုတ်ကဲ့ဗျာ ဟာပုံမှန်အဖြစ်တော့ကျွန်တော်တို့ဟိုစောင်းမိတ်ဆက်ပွဲတွေစောင်းဆိုင်တွေမှာလုပ်ဖြစ်တယ်အဲဒီတစ်ခါတော့နည်းနည်းထူးထူးခြားခြားလေးဖြစ်တော့လို့ကျွန်တော်တို့ဒီဒီစောင်းမိတ်ဆက်ပွဲတဲ့ဂုံမဲပစံတွေကိုကျွန်တော်တို့ကဒီဒီဘုံမျိုးသမီးစေယုံကြီးမှာပဲအဲ့လိုပေါ့စောင်းမိတ်ဆက်ရင်းနဲ့ကျွန်တော်လှူလိုက်ဖို့စဉ်းစားပါတော့အရင်ကတော့ကျွန်တော်စောင်းပထမ3ထွက်ထားပြီးသားဟုတ်ကဲ့ PC လပြပေါ့အဲ့3လောကတော့ကျွန်တော်စောင်းရောင်းပြီးတိုင်းကျွန်တော်တို့ကပြန်လှူတာပေါ့နော်ရတဲ့ငွေတွေကို အဲ့၃ရောင်းတိုင်းငွေကလည်းဟို3000လောက်တော့ရှိပြီကျွန်တော်ကလေးအယောက်900ဆိုတော့ကျွန်တော်လှူပေးနိုင်တယ်ပေါ့နော်အခုဒီတစ်ခါကျတော့ဟိုဟာဒီတစ်ခါကျတော့ဒါစီးပွားရေးအကြောင်းရေးတဲ့အစားကိုကျွန်တော်ဘုရားဒီလိုဖြတ်တန်းခဲ့တဲ့အကြောင်းတွေပေါ့နော်အဲ့တော့ကျတော့ဒီတော့ဒီတုံးမှာကျတော့ဟိုရောင်းမိမှမလှူတော့အရင်ကျွန်တော်လည်းအလုပ်တွေဆင်ပြေနေတော့အရင်လှူလိုက်မယ်လှူပြီးမှကျွန်တော်ကျွန်တော်အမျက်တွေကိုအရင်စိုက်ထားတဲ့သဘောပဲအဲ့တော့လူတွေစောစောရသွားတာပေါ့ဗျာအဲအဲ့ရွေးချက်လေးနဲ့ကျွန်တော်ဒီမှာဘယ်မှာလှူမလဲဆိုတော့ကျွန်တော်ဈေးရုံနေလိုက်ဆောင်စင်းတော့ကျွန်တော်ဒီလာနေကြဒီ ဟိုဒီဂျမခဏမှာပဲလာပြီးတော့အဲဆောက်လေးမိတ်ဆက်ရင်းနဲ့ကျွန်တော်ဒီကျွန်တော်ဟိုအားပေးရသူရှိရသူတို့နဲ့ကျွန်တော်အတူတူပေါ့နော်ဒီဆေးဟိုမှာလက်တော်တော်ကျွန်တော်စီးရင်းရထားတာအဲလူနာနဲ့ကလေးအလုံးပေါင်း250လောက်ရှိရအော်ဒီတရုံလုံးဆေးဟိုတရုံလုံးသားအယောက်250သားကိုကျွန်တော်ဒီနေ့တယောက်တသိန်းလုံးနဲ့အဲဒါပြင်းသွားလူပေးမှာပါဗျာဟုတ်ပြီမိမမှုကတော့မျိုးစုံပေါ့ပြီးတော့ဒီကာလမှာမတင်ကျင်တော့လည်းအဆင်ပြေတဲ့အကြောင်းပဲလीနော်ကျွန်တော်လည်းအဲကြောင်ကျွန်တော်အမြဲတမ်းပြောပါကျွန်တော် အဆင်မပြေကျွန်တော်အဆင်မပြေခဲ့တဲ့အကြောင်းတွေဖတ်ချင်စာအုပ်သုံးရှိတယ်ရှင်မအဲ့ဒါဖတ်လို့ရတယ်ဒီတော့ကကြတော့အဆင်မပြေတာကနေပြီးတော့ပြေလာတဲ့အကြောင်းကိုရေးတာဖြစ်တဲ့အတွက်တချို့တော့လည်းမျက်စိစပယ်မွေးစူးတရဖြစ်မယ်ဒါပေမဲ့ဟိုဒီလိုစာအုပ်မျိုးပါဗျာကျွန်တော်ပြောတာဟိုကျွန်တော်တော့ဖတ်ကြည့်ရတော့ဒီထဲမှာတော့ဟိုတိတ်မတွေ့ဘူးပေါ့နော်ဘာလို့လဲကျွန်တော်ကျွန်တော်အတွေ့အကြုံပဲကျွန်တော်ရေးရကျွန်တော်စာအုပ်တွေဖတ်ပြီးတော့ဟို online အကြောင်းတွေပဲကျွန်တော်ရှောက်ရေးရမှာမဟုတ်ကျွန်တော်ကိုယ်တိုင်ဒီရောင်းဝယ်လုပ်ခဲ့တဲ့ဘယ်ရောင်းဝယ်မှာကျွန်တော်သိန်းရာခဏန်းဆုံးရှုံးတယ်ဘယ်ရောင်းဝယ်မှာကျွန်တော်သိန်းထောင်ခဏန်းမြတ်တယ် အဲ့အဲ့အကြောင်းတွေကျွန်တော်ဟိုအသေးစိတ်လေးရေးပေးရပဲဟုတ်ပေါ့ဒီအကြောင်းတွေကကျွန်တော်မပြောပြရင်တချို့ဒီကျွန်တော်ညီညီမတွေကျွန်တော်သိမှာမဟုတ်ဘူးကျွန်တော်မန်နေဂျာလောက်ပဲသိမှာဘာလို့ကျွန်တော်ရောင်းဝယ်လုပ်ပုံကသူပဲသိရအောင်ဒါပေမဲ့ဒီလိုရေးပေးခြင်းအပြင်တချို့အတွက်အကျိုးရှိနေမယ်ဗျာဘာလို့ဆိုတော့ကျွန်တော်လည်းတော့ဒီလိုပြောပြခဲ့တဲ့သူမရှိဘူး မရှိရတဲ့ကျွန်တော်စန်းတွားွားနဲ့ဟိုလူကလိန်လိုက်ဒီလူကလိန်လိုက်မျိုးစုံလိန်ခံပြီးတော့တိုင်နေပတ်ခဲ့ရတဲ့ဖြစ်တဲ့အတွက်ဒီဆောင်မှာကျတော့ကျွန်တော်တို့ကအဲဒီလိုမျိုးစုံရင်တော့အလိန်ခံရနိုင်တယ်เนาะဒါပေမဲ့အလိန်မခံအောင်ဒီလိုလေးလို့ကျွန်တော်ဆိုရင်တော့ရောင်းဝယ်မှာဒီလိုလေးစကားပြောရဲဆိုတဲ့ဟာလေးကိုဗျာရိုးချင်းလေးပဲဟိုလူတယောက်ချင်းမှာကျွန်တော်ဟို ကိုအလောက်ကန်လေးတွေကိုပြောပြတဲ့သဘောလောက်ပါပဲဟိုလိုဒီအခုတက်ကြီးလေတထေးကြီးဖြစ်နေလားဆိုမချမ်းသာပါဘူးဒါပေမဲ့ကျွန်တော်အဆင်ပြေပါတယ်အဲကျွန်တော်အဆင်မပြေတဲ့ဘဝနေအဆင်ပြေလာတဲ့ဘဝရောက်ဖို့အတွက်ကိုဘလို့လေးရောင်းဝယ်လေးစကားပြောဖို့ဆိုဖို့စိတ်နေစိတ်ထားလေးရှိတယ်ဘလို့လှူတန်းခဲ့ရဆိုတာလေးလေအဲအဲ့ဒါလေးရေးပေးထားပါဘောနော်အဲတိတိလေးပါပဲဟုတ်အဓိကတော့ကျွန်တော်စာရေးစရာမဟုတ်ကျွန်တော်အတွေ့အကြုံ just sharing လုပ်ပေးရတဲ့သဘောပဲကျွန်တော်လည်း credit ဘာမှမဟုတ်သေးပါဘူးဟိုကျွန်တော်စာလုံးပေါင်းနေတော့မလို့ဝိုင်းပြီးပြင်ပေးနေရသူအများကြီးပဲအဲ့တော့ ပြင်လဲပြင်ပေးရလို့တွေ့လဲကျေးဇူးတင်ပါတယ်ကျွန်တော်လည်းပြန်ပြီးတော့ဟိုတေချာမမအောင်လို့တော့အဓိက view site နေပါတယ်အဲ့တော့စာရေးစာမဟုတ်တဲ့အတွက်တချို့အမားလေးရှိရယ်ကျွန်တော်စိတ်နေစိတ်ထားရလဲစာရေးစာရေးလို့လို့မြင့်မြတ်တဲ့စိတ်နေစိတ်ထားမရှိဘူးကျွန်တော်ကလည်းမကောင်းအော်မကောင်းပေမဲ့လည်းကျွန်တော်တက်နိုင်တော့ကျွန်တော်ကျွန်တော်တက်နိုင်တဲ့ဟာလေးထိန်းနေပေါ့နော်အဲ့တော့စာရေးစာမဟုတ်တဲ့လူတယောက်ရေးတဲ့ဖြစ်တဲ့အတွက်နည်းနည်းဟိုပြောဆိုမပြေပြစ်တာလေးလည်းရှိပါမယ်အပြီးတော့ပြီးတော့ကျွန်တော်စာရေးစာမဟုတ်တဲ့အတွက်စာလုံးတွေလို့ခြေတပြီးမရေးတတ်ဘူး ျွန်တော်ဒဲပဲရေးတယ်။ဘာလုပ်တယ်ဘာလုပ်တယ်ဘယ်လောက်သုံးတယ်ဘယ်လိုဆုံးရှုံးတယ်ဟိုစကားပြောရင်လည်းဒဲဆိုတော့ဗျာကျွန်တော်နားလေတလောက်လေးရေးထားပါတော့เนาะအဲ့တော့ကြောက်တချို့လူတွေတော့အဆင်ပြေတယ်တချို့လူတွေတော့အဲ့လိုဖွင့်နယ်ပြီးရေးထားမှဖြစ်တဲ့အတွက်အဆင်မပြေရလေးလည်းရှိပါမယ်အားလေးလည်းတောင်းပန်ပါတယ်ဗျာဟုတ်ကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်လောက်တည်းကဒီနိုင်တလောက်ဆိုတဲ့အဖွဲ့လေးကိုစတယ်အစတာတော့ကိုဝင်ဆောင်နေ only ပေါ့เนาะကိုဝင်ဆောင်နေကိုကျွန်တော်တို့အဓိကအကူညီရဲ့ live mode နေပဲအကူညီရဲ့ကျွန်တော်စစ်ဆေးတယ်ကျွန်တော်အဖွဲ့လေးနဲ့စစ်တယ်စစ်တာအဲ့ဒါလွန်ခဲ့တဲ့၄နှစ်ကနေစတာ ဒီနေ့ဆိုရင်ကျွန်တော်တို့1980ဆိုတော့အယောက်2000လောက်ပြည့်တော့မယ်ဗျာကျွန်တော်တယောက်ကို2သိန်းလုံးနဲ့လူပေးခဲ့ပါတော့အဲ့တော့ကျွန်တော်တို့ဒီလေးနှစ်အတွင်းမှာတော့ကလေးပေါင်းအယောက်2000နီးပါးကိုကျွန်တော်တို့ကွင်ကြီးပေးနိုင်ငံတွေမှာမွေးပေးမွေးပေးနိုင်ငံတွေပေါ့နော်ဟုတ်ကဲ့ဗျာဟိုဟာဒီနေ့အထိပေါ့နော်လေးဟိုလုံး လေးလုံးမထင်မှတ်ပဲနဲ့အများကြီးလဲရောင်းရပါတယ်ကျွန်တော်ဆိုရှေ့3ဆိုရင်ဟုတ်ဆိုရင်ပဲ4000ကျော်လောက်ရောင်းရတယ်ရောင်းရတဲ့ဟာကြီးလဲကျွန်တော်အကုန်လုံးဒီလိုလိုအပ်တဲ့နေရာတွေကိုလှူပေးနေပါတယ်အခုဒီနောက်ဆုံးထွက်တဲ့စာအုပ်ကလည်းကျွန်တော်ဒီလိုလိုအပ်တဲ့နေရာကိုပြန်လှူမှာပါအဓိကဒီစာအုပ်ကရတဲ့ငွေကကျွန်တော်တကြမ်းမှမသုံးပါဘူးကျွန်တော်လုပ်ငန်းနေနဲ့ကျွန်တော်အဆင်ပြေပါတယ်ဒီလိုလှူပေးခြင်းတွေဖြစ်တဲ့အတွက်ကျွန်တော်စာလေးရေးပြီးအဲ့ဒါလေးတွေကိုပြန်ပြီးတော့ ဒီလိုပြန် sharing လုပ်တယ်လုပ်ပြီးတော့စာအုပ်လေးရောင်းတယ်ရရလေးနဲ့ကိုဝင်ဆောင်တွေကိုမွေးပေးတယ်အဲ့လိုမွေးပေးခဲ့ရလဲခုရောင်း2000လောက်ပြည့်တော့မယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဒီလိုမျိုးလုပ်နေအောင်နောက်ကနေ support ပေးနေရယ်ကျွန်တော်စာအုပ်တွေဝယ်ဖတ်နေရယ်ကျွန်တော် line ပေါ်မှာကျွန်တော်စာလေး share ပေးနေရယ်အဲညီကိုမောင်နှမတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပေါ်စင်နာထားရအတွက်ကျွန်တော်လည်းပြန်ပြီးအတက်နိုင်ဆုံးစင်နာထားပါမယ်လို့အားလုံးကျေးဇူးတင်ပါခင်ဗျာ